စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ရှယ်ယာခေါ်တင်သလားပေါ့ဗျာအဲ့တော့ဒီမိကုံးကိုလုပ်ငန်းရှင်တိုင်းကလုပ်ငန်းရဲ့တကွေးမို့တကွေးမှာမေးဘူးကြမယ်ထင်ပါတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်လုပ်ငန်းတစ်ခုအနေနဲ့ကအဲရှုံးလို့ရှိရင်လည်းငွေလိုတာပါပဲနော်ငွေကြက်တာပါပဲရှုံးမမဟုတ်ပါဘူးမြတ်နေလို့ရှိရင်လုပ်ငန်းကကောင်းနေလို့ရှိရင်လည်းငွေလိုတာပါပဲငွေကြက်တာပါပဲဒါကြောင့်မို့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကနော်ကောင်းနေလို့ရှိရင်လည်းငွေလိုတယ်မကောင်းနေလို့ရှိရင်လည်းငွေလိုတယ်ဆိုတဲ့အနေအထားမျိုးမှာ ငွေလိုတာကိုဖြစ်တင်မှုအတွက်ကျွန်တော် share ဆိုတာက option တွေကတစ်ခုအနေနဲ့ကျွန်တော်စဉ်းစားမိတတ်ကြတယ်ပေါ့ဗျာ။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကိုကစီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကန်နေတဲ့လူတယောက်လုပ်ငန်းရှင်တယောက်အနေနဲ့ကိုရဲ့လုပ်ငန်းမှာ share ခေါ်တင်သလားဆိုတဲ့မေးခွန်းကိုဖြေဖို့အတွက်ကျွန်တော်အပိုင်းလေး9ပိုင်းเนาะအချက်ကလေး9ချက်နဲ့ကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေတင်ပြခြင်းပါတယ်။အဲ့ဒီအချက်9ချက်တင်မဟုတ်သေးပါဘူး။ကိုအနေနဲ့เนาะလုပ်ငန်းမှာ share ခေါ်တင်မခေါ်တင်ဆိုတာကိုစဉ်းစားတွေးခေါ် မှုကိုဖြစ်ပေါ်စေမဲ့မေကွန်လေးနော်73ခု74ခုလောက်ကိုကျွန်တော် checklist လေးတစ်ခုလုပ်ထားပါတယ်အဲ့ဒီ checklist လေးကိုအပေါ်ကလင့်မှာတွားရောက်ပြီးတော့မှ download ရယူနိုင်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့ share ခေါ်တင်မခေါ်တင်စားလိုက်ကြရအောင်ပေါ့ဗျာပမောင်ဆုံးအနေနဲ့က share နဲ့အကျိုးဆိုတဲ့အကြောင်းအရာကိုကိုယ်ပြပြနားလည်တင်ပါတယ်နော် share ခေါ်တယ်ဆိုတာကငွေချီးတာမဟုတ်ပါဘူးနော်ထဲဝင်တဲ့လူကလည်းတစ်ဖက်မှာလည်းစဉ်းစားစီခြင်းပါတယ် share ထည့်တယ်ဆိုတာ အကျွေးပေးတယ်မဟုတ်ဘူးဆိုတာကိုနားလည်စေချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီအကျွေးဆိုတာနဲ့ရှယ်ယာဆိုတာကလုံးဝကွဲပြားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတချို့ကကျွန်တော်တို့ရှယ်ယာထည့်တယ်လို့ပြောပြီးတော့မှလုပ်ငန်းလဲရှုံရောအာငါထည့်တာတဲ့ပတ်စံပြန်ပေးဆိုပြီးတော့လုပ်ငန်းတွေကငွေပြန်ထုတ်ချင်လိရှိတတ်ပါတယ်။ တော့ share ဆိုတာကလုပ်ငန်းတစ်ခုကိုအတူတူကပူးပေါင်းပြီးတော့မှ risk လို့ခေါ်တဲ့စွန့်စားမှုကိုယူကြတာဖြစ်ပါတယ်။မြန်ရင်လည်းမြတ်တီအလျောက်ကျွန်တော်တို့အတူဆန်းကြမယ်။ရှုံးရင်လည်းဟလာရှုံးတီအလျောက်အတူခံကြမယ်လို့ရည်ရွယ်ပြီးတော့မှအတူပူးပေါင်းလုပ်ကန်ကြတာဖြစ်ပါတယ်။အဲ့တော့ရှုံးတဲ့အခါကျမှငန့်ငွေပြန်ပေးဆိုပြီးတော့မှအကျွေးချီးထားသလိုလုပ်လို့မရပါဘူး။နော်အကျွေးချီးထားတယ်ဆိုလို့ရှိရင်တော့ okay ပါလုပ်ငန်းရဲ့ရှုံးခြင်းမြတ်ခြင်းကြီးထွားခြင်းဒါတွေက အကျွေးရှင်နဲ့ဘာမှမဆိုင်ဘူးပေါ့ဗျာအချိန်တန်လို့ရှိရင်သူ့ကိုပေးရမယ်เนาะအတိုးရယ်အရင်းရယ်ကိုအချိန်เนาะအချိန်တန်တဲ့အလျောက်ပေးလိုက်လို့ရှိရင်ဒါရှင်းပါတယ်ဒါပေမဲ့ share ကျတော့ဒီလိုမဟုတ်ပါဘူးသူလုပ်ငန်းကြီးကြီးထွားလာလို့ရှိရင်သူ့ရဲ့ထည့်ဝင်ထားတဲ့ငွေပမာဏကလည်းကြီးထွားလာနိုင်တယ်လို့လုပ်ငန်းကြီးအမျက်များလို့ရှိရင်လည်းသူ့ရဲ့ရပိုင်ခွင့်အမျက်ခွဲဝင်မှုလို့ခေါ်တဲ့ dividend ကြီးများလာနိုင်တယ်ပေါ့ဗျာဒါကြောင့်မို့လို့ share ခေါ်မယ်မခေါ်ဘူးဆိုတဲ့အကြောင်းအရာကိုမတွားခင်မှာလုပ်ငန်းရှင်တယောက်အနေနဲ့က share ခေါ်တာနဲ့ အကျွေးချီးတာနဲ့မတူဘူးဆိုတာကိုနားလည်စေချင်ပါတယ်เนาะကဲနားလည်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနှစ်ချက်ကိုတွားလိုက်ကြပါစို့ခင်ဗျာเนาะစီးပွားလုပ်ငန်းတစ်ခုအနေနဲ့ကိုကငွေကြေးလိုအပ်လာတဲ့အခါမျိုးမှာ share ခေါ်တော့မယ်ဆိုလို့ရှိရင်เนาะကောင်းတာတွေလည်းရှိတယ်ဆိုးတာတွေလည်းရှိတာပေါ့ဗျာစဉ်းစားစရာအချက်တွေပေါ့ဗျာเนาะ pros and cons ပေါ့ဗျာအဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာအချက်ခုနှစ်ချက်မျှဝေတင်ပြလိုပါတယ်ကောင်းတာနေစလိုက်ကြပါစို့ခင်ဗျာเนาะကောင်းတာလေးရင်စလိုက်ကြရအောင်နံပါတ်1အချက်က နံပါတ်1ကဘာလဲဆိုလို့ရှိရင်ဒီ share ခေါ်တာကောင်းတဲ့အချက်တွေကနံပါတ်1ကဒီဟာဒီ capital without repayment ဖြစ်ပါတယ်အတိပ္ပယ်ကကျွန်တော်တို့ရရှိလိုက်တဲ့ငွေပမာဏအရင်းနှီးငွေပမာဏတွေ without repayment ပြန်ပေးစရာမလိုတဲ့အရင်းနှီးငွေပမာဏဖြစ်ပါတယ် ခုနကတော့ကျွန်တော်ရှင်းပြလို့ပါပဲသူစီကနေရှယ်ယာငွေရလိုက်တယ်ဆိုတဲ့အနေအထားမျိုးမှာဒီရှယ်ယာငွေကိုလုပ်ငန်းရှုံးလို့ရှိရင်လည်းကျွန်တော်တို့ပြန်ပေးစရာမလိုပါဘူးရှယ်ယာဆိုကြတဲ့ဟိုကသူနဲ့ကိုနဲ့ဒီလုပ်ငန်းကိုအတူတကွပူးပေါင်းလုပ်ကင်ပြီးတော့မှနော်အနာဂတ်မှာဖြစ်ပေါ်လာနိုင်မဲ့အချိုးကျစုတွေကိုလည်းနားလဲတယ်အဲ့လိုပဲအနာဂတ်မှာဖြစ်ပေါ်လာနိုင်မဲ့အဲ risk လို့ခေါ်တဲ့ဆုံးရှုံးနိုင်ခြေတွေဖြစ်နိုင်ခြေတွေစွန့်စားခြေတွေလို့နားလေသည့်အလျောက်အတူတကွတဘောတူညီမှုရယူပြီးတော့မှပူပေါင်းလှုပ်ဆောင်ကြတာဖြစ်ပါတယ် နော်လုပ်ငန်းရှုံးမှဒီ capital ငါထည့်ထားတဲ့အရင်းအင်းငွေကိုပြန်ပေးဆိုတာမျိုးဟိုအလုပ်လို့မရပါဘူးဒါကြောင့်မို့လို့ကောင်းတဲ့အချက်ကိုပြောပါဆိုလို့ရှင်တော့ကိုအနေနဲ့ကစီဝိုင်းလုပ်ငန်းတစ်ခုကိုလုပ်တယ်ဆိုတာဗျာကျွန်တော်တို့ risk ဆိုတာအတိုင်းတာအနေနဲ့အများရှိတာပဲပေါ့ဗျာအဲ့တော့ကိုက risk ကိုလည်းမျှဝေခြင်းနဲ့ကိုကလုပ်ငန်းကရလာတဲ့အကောင်းကျိုးတွေကိုလည်းမျှဝေနိုင်တယ်ဆိုလို့ရှင်တော့ဒီဟာဒီเนาะ capital rip without repayment ဖြစ်ပါတယ်ပြန်ပေးစရာမလိုတဲ့အရင်းအနှီးတစ်ခုဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမှာเนาะဟိုကောင်းတဲ့အချက်တွေမှာပါတာပေါ့ဗျာ เนาะဒါဒီနံပါတ်1အချက်ပါနံပါတ်2အချက်ကတော့အာ skills and network ဖြစ်ပါတယ် skills and network ဆိုတာကဒီ share ခေါ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရရှိလာတဲ့ငွေကိုပဲကျွန်တော်တို့ကြည့်လို့မရပါဘူးဒီ share ထည့်ဝင်တဲ့လူရဲ့ကျွမ်းကျင်မှုတွေပါလာမယ်သူကနေပြီးတော့မှမိတ်ဆက်ပေးနိုင်တဲ့အဆက်အသွယ်ကောင်းတွေပါလာမယ်သူကနေပြီးတော့မှကူညီပြီးတော့မှ မျှဝေပေးနိုင်မယ့် potential customer တွေပါလာမယ်သူရဲ့ကျွမ်းကျင်မှုတွေပါလာမယ်အဆရှိတဲ့ဖြစ်ပေါ့ဗျာအဲ့တော့လူနှစ်ယောက်ပဲဆိုကြပါစို့သူလည်းပဲကိုလိုအပ်တဲ့ငွေကြေးအရင်းကို share ထည့်နိုင်တာပဲသူလည်းပဲကိုလိုအပ်တဲ့ငွေကြေးအရင်း share ကိုထည့်နိုင်တယ်ထည့်နိုင်တာကြီးအတူတူကျွန်တော်တို့ကဒီမှာเนาะဘာကြောင့်မလို့ဒီလူကိုရွေးတာလဲဆိုလို့ရှိရင်ဟောငွေကြေးအပြင်ကို share ထည့်တယ်ဆိုတဲ့နေရာမှာသူကလည်းပိုင်ရှင်ကိုကလည်းပိုင်ရှင်ဖြစ်တည်နေအများဒီလုပ်ငန်းရဲ့အနာဂတ်အလားအလာဒီကောင်းကျိုးတွေသူနဲ့လည်းဆိုင်နေကိုနဲ့လည်းဆိုင်နေဆိုတဲ့နေရာမှာသူကပါဝင်ရတော့တာပေါ့ဗျာအဲ့တော့သူလည်းပါဝင်နေဆို တဲ့အနေအထားမျိုးမှာသူ့ရဲ့ငွေကြေးအပြင်သူ့ရဲ့အကြံဉာဏ်တွေပါပါလာပြီးသူ့ရဲ့ network တွေပါပါလာပြီးသူ့ရဲ့ကျွမ်းကျင်မှုတွေပါပါလာပြီးဆိုတဲ့အနေအထားမျိုးမှာကိုကတစ်ချက်ကုတ်သုံးချက်ပြတ်တာပေါ့ဗျာထဲထဲခိုင်းတာတစ်ခုဆိုပေမဲ့ရတာကအဲ3-4ခုဖြစ်တာပေါ့ဗျာဒါဒီကောင်းတဲ့အချက်နံပါတ်1ပေါ့ဗျာနော်အဲ့တော့ကောင်းတဲ့အချက်နံပါတ်3ကတော့ဘာလဲဆိုလို့ရှိရင် risk share ဖြစ်ပါတယ် share ခေါ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အဲစွန့်စားရနိုင်ခြေတွေကိုသူနဲ့ကိုယ်နဲ့မျှယူလိုက်တာဖြစ်ပါတယ်အထူးသဖြင့် အနာဂတ်ဒီလာမတေချာမရေရာတဲ့အနာဂတ်မျိုးဖြစ်တယ်ဆိုတဲ့အခါမျိုးမှာပေါ့ဗျာလာကိုယ့်ရဲ့ business idea တခုရှိတယ်ကိုလို့ချင်တာလေးတခုရှိတယ်အနာဂတ်ဒီလာမတေချာမရေရာဘူးဆိုတဲ့အနေအထားမျိုးမှာအဲကိုအနေနဲ့ကလာဆိုကြပါစလုံးငန်းတခုသိန်း1000နဲ့လောက်ရမယ်အနေအထားမျိုးမှာကိုက2000လုံးမရင်းကျင်ဘူးကိုရင်းကျင်တာကကိုစွန့်စားကျင်တာက1000လောက်ပဲရှိတယ်ဆိုတဲ့အနေအထားမျိုးမှာဒီစွန့်စားရမှုကိုသူနဲ့ကိုနဲ့အတူတူယူကြတယ်ဆိုတဲ့သဘောအတိတ်ပဲပေါ့ဗျာအဲ့တော့ကိုတယောက်တည်းစွန့်စားစရာမလိုတော့ဘဲနဲ့လာမျက်လို့ရှင်လဲအတူတူဆမ်းမယ်ရှုံလို့ရှင်လဲဒီ risk ကို အတူတူမျှပြီးတော့မှခံကြမယ်ဆိုတဲ့ရည်ရွယ်ချက်တဘောအတိတ်ပဲဖြစ်တည်လျောက်ကျွန်တော်ရှယ်ယာရဲ့ကောင်းချိုးနံပါတ်3ကတော့စွန့်စားရနိုင်ခြေတွေကိုကိုတယောက်တည်းထမ်းเสียမလို့ဘူးပေါ့ဗျာဒါဒီကောင်းတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ဒါဒီကောင်းတဲ့အချက်เนาะကျွန်တော်ခုပြောသွားတယ်ကောင်းတဲ့အချက်တွေပါတိုးပေမဲ့လည်းပဲအားလုံးသိတဲ့အတိုင်းပဲရှယ်ယာခေါ်တယ်ဆိုတဲ့နေရာမှာကောင်းတဲ့အချက်တွေကြီးပဲရှိတာမဟုတ်ပါဘူး cons တွေလည်းရှိတယ်ပေါ့ဗျာဆိုးတဲ့အချက်တွေပေါ့ဗျာเนาะအဲ့တော့ဆိုးတဲ့အချက်တွေကိုကျွန်တော်ဆက်ပြီးတော့မှသွားရအောင်နံပါတ်4ကနေဆက်လိုက်ကြတာပေါ့ဗျာ အဲ့တော့ဆိုးတဲ့အချက်နံပါတ်၄ကဘာလဲဆိုလို့ရှင် loss of control ဖြစ်ပါတယ်နော်စဉ်းစားစရာအချက်ပေါ့ဗျာနော်ရှယ်ယာခေါ်ရဲဆိုတဲ့နေရာမှာကျွန်တော်တို့က loss of control ဆိုတာလုပ်ငန်းတစ်ခုသူနဲ့ကိုနဲ့အဲမလုတ်ခင်တော့ကကိုကဒီလုပ်ငန်းကိုအပြည့်အဝ control ရှိတယ်ပေါ့ဗျာဟလာကိုလုတ်ချင်တဲ့အတိုင်းလုပ်လို့ရတယ်တွန်လို့တွန်မောက်လို့မောက်နော်ထုတ်ချင်ထုတ်ငွေတွေကိုထုတ်ကြိုက်လို့ထုတ်လုပ်လို့ရတယ်ဘာလို့ဆိုကိုတယောက်တည်းပိုင်တာကိုကိုက control အပြည့်အဝရှိတယ်100%ရှိတယ်ပေါ့ဗျာတိုးပင်မဲ့ ီ share ခေါ်လိုက်ပြီးနောက်မှာသူလည်းပိုင်ရှင်ဖြစ်သွားပါပြီအနည်းနဲ့အများပါတဝက်တဝက်ပိုင်တာဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်เนาะ အဲ1%ပဲပိုင်ပိုင်2%ပဲပိုင်ပိုင်နည်းနည်းပဲပိုင်ပိုင်များများပဲပိုင်ပိုင်ပိုင်ရှင်ဟာပိုင်ရှင်ပါပဲဒါကြောင့်မို့လို့ကိုအနေနဲ့ကပိုင်ရှင်နှစ်ယောက်ဖြစ်သွားတယ်ဆိုတဲ့အနေအထားမျိုးမှာကိုလှုပ်ချင်တာတွေကိုကိုက control အပြည့်အဝမရှိတော့ဘဲနဲ့လာသူနဲ့ကိုနဲ့ control ကမြရပြီးတော့မှယူရတယ်ပေါ့ဗျာအနည်းဆုံးတော့သူ့ကိုတိုင်ပင်ရတယ်သူ့တဘောတူညီမှလှုပ်ရတယ်ဆိုတဲ့အနေအထားလေးတွေရှိလာတာပေါ့ဗျာဒါကြောင့်မို့လို့နော် share ခေါ်တဲ့ဆွဲနေရာမှာစဉ်းစားစရာနော် cons တစ်ခုကိုပြောပါဆိုလို့ရှိရင်တော့ loss of control ပေါ့ဗျာ နောက်ထပ်စဉ်းစားစရာအချက်တစ်ခုက ongoing profit share ဖြစ်ပါတယ်။နော် ongoing profit share ဆိုတာကသူ့ကိုစဉ်ဆက်မပြတ်ကျွန်တော်တို့ကအမြတ်ငွေ ခွဲဝေမှုကိုပြုလုပ်ပေးနေရတယ်ပေါ့ဗျာ။ share ထည့်ထားတယ်ဆိုတဲ့နေသားမျိုးမှာလုပ်ငန်းကကိုကငွေလိုအပ်တုံးသူ့စီကနေ share ယူလိုက်ပြီးတော့မှလုပ်ငန်းကောင်းလာတဲ့အခါမျိုးမှာ အဲလုပ်ငန်းငယ်ရတဲ့ငွေပြန်သူ့ကိုခြေလို့မရပါဘူး။ဒါပြန်ဆက်လိုက်လို့မျိုးလုပ်လို့မရပါဘူး။ဒါဒီအကျွေးမဟုတ်ဘူးဆိုတာကျွန်တော်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ share ဆိုတာကမကောင်းတဲ့အချိန်မှာအတူတူ risk ကိုယူကြတယ်ဆိုတဲ့နေရာမှာကောင်းလာခဲ့တဲ့အချိန်မှာလည်းအချိုးကျအတူတူစံစားဖို့အတွက်ရည်ရွယ်ချက်ရှိရပါတယ်။အဲဒါကြောင့်မို့လို့ကျွန်တော်ဆက်တူ share ခေါ်တယ်ဆိုတဲ့နေရာမှာဒါ ongoing profit sharing ဖြစ်ရပါတယ်လုပ်ငန်းကြီးကောင်းလာသည့်အလျောက်သူထည့်ဝင်ထားတဲ့ငွေတစ်ခုအတိုင်းတာတစ်ခုအတွက်အချိုးကျသူ့ကိုအမျက်ငွေခွဲဝေမှုကိုစင်ဆက်မပြတ်ပြုလုပ်ပေးရတယ်ပေါ့ဗျာအ ဘလောက်ခွဲဝေပေးရမှာလဲဘယ်အချိန်ဒီမှာခွဲဝေပေးရမှာလဲဆိုတာကတော့ဒါဒီတရားမေးခွန်းတစ်ခုဖြစ်ပါတယ်ကျွန်တော်ရဲ့ဆက်တူ share တင်နန်းတွေမှာဒီအကြောင်းအရာကိုအသေးစိတ်ရှင်းပြထားပါတယ်ဘယ်လိုခွဲဝေရမှာလဲဘလောက်ခွဲဝေတင်တာလဲခွဲမဝေခင်မှာနော်ဘယ်လိုအကြောင်းအရာတွေကိုကြည့်တင်လဲဆိုတဲ့အကြောင်းအရာတွေပေါ့ဗျာဒါဒီအင်တာမအရေးကြီးတဲ့အရေးကြီးတဲ့အချက်တစ်ချက်ပါအဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ဆက်တူ share နော်ခေါ်ကြတယ်ဆိုတဲ့အနေအထားမျိုးမှာစဉ်းစားစရာအချက်တစ်ခုအနေနဲ့နော်တင်ပြလို့ရင်းမဲ့ဖြစ်ပါတယ် ongoing profit share ဖြစ်ပါတယ်နောက်ထပ်စဉ်းစားစရာအချက်တစ်ချက်က ျွန်တော်နံပါတ်6ပေါ့ဗျာ strategy misalignment လို့ကျွန်တော်တို့ခေါ်ပါတယ်။အာ strategy misalignment ဆိုတာကသူနဲ့ကိုနဲ့သူသွားကျင်တဲ့ပုံစံနဲ့ကိုသွားကျင်တဲ့ပုံစံနော်ဒီစီးပွားရေးမှာသူယီမန်းထားတဲ့ပုံစံနဲ့ကိုယီမန်းထားတဲ့ပုံစံသူ့ view ဟာနဲ့ကို view ဟာမတူတဲ့အချက်ဖြစ်ပါတယ်။ဆိုကြပါစို့ကိုက share မခေါ်ခင်တော့ကတော့စီးပွားရေးလုပ်ငန်းကိုဟလာ flashy store အနေနဲ့သွားကျင်တယ်ပေါ့ဗျာ။ဆိုင်ဒီဇိုင်းဖွင့်လိုက်လို့ရှိရင်လည်းဒီဇိုင်းဒီဇိုင်းဆိုသလိုခန်းခန်းနားနားနဲ့ကြီးကြီးကျယ်ကျယ်ဖြစ်ကျင်တယ်ပေါ့ဗျာ။ မဖွင့်နိုင်မဖွင့်ဘူးဖွင့်နိုင်လို့ရှင်ကောင်းကောင်းဖွင့်မယ်ဆိုတော့ခန်းစားချက်မျိုးပေါ့ဗျာ view ဟာမျိုးပေါ့ဗျာဒါမဲ့ share ခေါ်ပြီးနောက်ပိုင်းမှာ share ရှင်ကတော့အဲ့လိုမဟုတ်ဘူးသူက flash store တဘောမှမသွားခြင်းမယ်နဲ့ convenience store style ပေါ့ဗျာဟလာတိတိလေးနဲ့ ကဈေးကွက်ကိုများများအဖြန့်ချက်ပြီးတော့မှယူမယ်ဆိုတဲ့သဘောအတိတ်ပဲဘယူဟာမျိုးသူကကြိုက်တယ်ပေါ့ဗျာအဲ့လိုပဲကိုကပရီမီယံကိုသွားခြင်းနဲ့သူကတော့ပရီမီယံမဟုတ်ပဲနဲ့ပေါ့ချောင်ကောင်းနော် volume နဲ့သွားခြင်းနဲ့ဆိုတဲ့သဘောအတိတ်ပဲမျိုးပေါ့ဗျာဒါဒီဘာဖြစ်လဲဆိုလို့ရှိရင် strategy misalignment မှာသူသွားခြင်းနဲ့ပုံစံနဲ့ကိုသွားခြင်းနဲ့ပုံစံမတူဘူးဆိုတဲ့နေရာမှာအခက်အခဲဖြစ်တာပေါ့ဗျာအဲ့တော့ဒါဒီစက်တူရှယ်ယာခေါ်ရဲဆိုတဲ့နေရာမှာစဉ်းစားစရာအချက်တစ်ချက်ပဲဖြစ်ပါတယ်နံပါတ်6ပေါ့ဗျာအဲ့တော့နံပါတ်9အနေနဲ့ကဘာလဲဆိုလို့ရှိရင် uh stuck နော် stuck with the wrong partner ပေါ့ဗျာအကယ်၍များကိုကဒီရွေးချယ်မှုမှားသွားခဲ့လို့ရှိရင်တော့ဒီလူနဲ့ကိုနေကတော့လုံးဝ stuck ဖြစ်သွားပြီပေါ့ဗျာလုံးဝကိုကတ်ညိပြီးတော့မှနော်ပိတ်လောင်သွားပြီပေါ့ဗျာဘာလို့လဲဆိုလို့ရှိရင် share လောက်ကြတယ်ဆိုတဲ့နေရာမှာအဲတနည်း ကနေ3နှစ်အထိကျွန်တော်တို့ကရထားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လုပ်ငန်းတစ်ခုအနေနဲ့ကအရှုံးအမြတ်ကိုကိုပဲပြတိဖို့ဆိုတာကအနည်းဆုံး3နှစ်ကနေ3နှစ်အထိကြာနိုင်တယ်ပေါ့ဗျာ။ဒါကြောင့်မို့လို့ share ကိုရဲဆွဲနေရမှာအနည်းဆုံး share လက်ခံလိုက်ပြီးတကလားဒီလူနဲ့ကိုနဲ့ဟာအနည်းဆုံးတော့3နှစ်ကနေ3နှစ်လောက်အထိကတော့ပေါင်းရတင်ရတော့မယ်ဆိုတဲ့သဘောအတိတ်ပဲဖြစ်ပါတယ်။အဲ့တော့မကောင်းခဲ့လို့ရှိရင်လည်းဒီလူရဲ့မကောင်းတဲ့ဒဏ်ကိုကိုအနေနဲ့အနည်းဆုံး3နှစ်ကနေ3နှစ်လောက်တော့ခံရမယ်ဆိုတဲ့သဘောအတိတ်ပဲဖြစ်ပါတယ်။အဲ့တော့ပြောချင်တာက share ခေါ်ပြီးဆိုလို့ရှိရင်ငွေကိုပဲမကြည့်နဲ့ပေါ့ဗျာ။အဲ့တော့လူကိုလည်းကြည့်စေချင်ပါတယ်။ဒီ ီလူရဲ့အချင်းစရိုက်နဲ့ကိုယ့်ရဲ့အချင်းစရိုက်အဆင်ပြေနိုင်ပါမလားเนาะဒီလူကအဲပေါ်ချောင်းကောင်းကြိုက်တယ်ကိုကပရီမီယံကြိုက်တယ်ဒီလူကပြည်ထနာတစ်ခုဖြည့်ရှင်းနေဆိုတဲ့နေရာမှာစိတ်ဆက်တယ်ကိုက ပြည်ထနာတစ်ခုဖြည့်ရှင်းနေတယ်ဆိုတဲ့နေရာမှာအေးလူလူဖြစ်တယ်ဒီလူကအမတူညီမှုတွေအများကြီးဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမှာအဲသူနဲ့ကိုနဲ့အလုအလုလို့စိတ်ညစ်တာတမျိုးဒီလူနဲ့ဆက်ဆံလို့စိတ်ညစ်တာတမျိုးဆိုပြီးတော့မှာတမျိုးကနေ၃မျိုးလောက်ဖြစ်တာပေါ့ဗျာကျွန်တော်ပြောတာနားလည်မယ်ထင်ပါတယ်အဓိကအရေးကြီးတာကဘာလဲဆိုလို့ရှင်အဲဆက်တူ ခေါ်ကြတယ်ဆိုတဲ့နေရာမှာငွေကြေးတစ်ခုတည်းကိုပဲမကြည့်စေချင်ပါဘူးငွေကြေးနဲ့အတူပါဝင်လာမဲ့လူတစ်ယောက်ရဲ့ကောင်းတဲ့အချက်တွေလည်းရှိနိုင်ပါတယ်ခုနကကျွန်တော်ပြောတဲ့ skill တွေသူ့ရဲ့ network တွေသူ့ရဲ့ကျွမ်းကျင်မှုတွေအစရှိပြီးကောင်းတဲ့အချက်တွေလည်းပါလာနိုင်တယ်လို့မကောင်းတဲ့အချက်တွေလည်းပါလာနိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာเนาะကျွန်တော်တို့အနေနဲ့ငွေကြေးအပြင်လူကိုပါသုံးသပ်တဲ့နေဆိုတဲ့သဘောအတိအပယ်ကိုသင်ပြလိုခြင်းပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကိုယ်အနေနဲ့စက်တူ share လုပ်ငန်းတစ်ခုဒါမှမဟုတ်ရှင်ကိုယ့်ရဲ့လုပ်ငန်းကို share ခေါ်တယ်ဆိုတဲ့နေရာမှာစဉ်းစားတဲ့နေเนาะအကြောင်းအရာ ကောင်းခြင်းဆိုခြင်းခုနှစ်ခုကိုနားလည်သွားပြီလို့ကျွန်တော်ထင်ပါတယ်ဒီတက်ပို့ပြီးတော့မှရှင်းလင်းအောင်လို့ကျွန်တော်အနေနဲ့ list လေးလုပ်ထားပေးပါတယ် checklist လေးပို့ဗျာဒီ checklist လေးကိုကျွန်တော်အပေါ်မှာ link လေးတင်ထားပေးပါတယ်အဲ့ဒီ link လေးကိုတွားရောက်ပြီးတော့မှဒီ checklist လေးကိုအခမဲ့ down ယူရရှိနိုင်ပါတယ်ခင်ဗျာကိုယ့်ရဲ့ဟလာကိုကိုရဲ့မိတ်ဆွေတငယ်ချင်းတွေမှာလည်းဒီလိုအခက်အခဲမျိုးရှိတယ်ဒီလို share ခေါ်ဖို့စိတ်ကူထားတယ်ဆိုတော့ကိုရဲ့မိတ်ဆွေတငယ်ချင်းတွေရှိခဲ့လို့ရှင်လဲသူတို့ကိုဒီဗီဒီယိုလေးမျှဝေပြီးတော့မှ checklist လေးကိုသူတို့ကိုလည်းမျှဝေပေးနိုင်ပါတယ်ခင်ဗျာ ကဲကျေးဇူးများကြီးတင်ပါတယ်တခခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ